မင်းအောင်လိုင်းအိမ်သားမှာဘန်ကငါးလုံးဆောက်နေပြီးတော့လဲခံစစ်ပြင်လေပြီနိုင်ငံတော်တိုက်ပွဲတွေမှာအရှုံးတွေနဲ့စစ်တိုက်ကြုံတွေ့နေရတဲ့စစ်ကောင်းဆောင်မင်းအောင်လိုင်းကတော့နေပြီးတော့မှာပါခံစစ်ပြင်နေပြီလို့စည်ရေးလေးလာသူတွေကပြောပါတယ်နေပြီးတော့ကလာတဲ့သတင်းတွေကအခုလက်ရှိမှာနေပြီးတော့မှာရှိနေတဲ့စစ်ကောင်းဆောင်မင်းအောင်လိုင်းရဲ့နေရတောင်းနေမှာတော့ဘန်ကငါးလုံးကိုအခိုင်အမာတိစောက်ထားပြီးတော့ခံစစ်ပြင်ထားတယ်လို့စည်ရေးသတင်းမီဒီယာကပြောဆိုလိုက်တာလည်းဖြစ်ပါတယ်အဲ့ဒါပြင်နေပြီးတော့စစ်ရုံးကိုအဓိကတာဝန်ယူထားရတဲ့တပ်ကိုလည်းစစ်ကောင်းဆောင်မင်းအောင်လိုင်းကတက်လန့်ထားပြီးတော့လက်နက်အပြည့်စုံနဲ့ခံ စစ်ပြင်ဆင်ခိုင်းရတယ်လို့လည်းစီရင်သိအမီတီကပြောဆိုထားပါတယ်စီရန်မိုးကြီးစင်ရောကနေပြီးတော့မှလည်းကန်စစ်ပြင်နေကြပါပြီအခုနေပြီးတော့စက္ကခ6ဟာတဲပြူမှာအခြေစိုက်ပါတယ်ဘေးနံတက်တွေကတော့ခမရ43နဲ့ခမရ44လို့ဖြစ်ပါတယ်နေပြီးတော့စေယုံချုပ်ကိုအဓိကလုံခြုံရေးတာဝန်ယူထားရတဲ့စက္ကခ6အတွင်းမှာဟော့ဝဲစာအမြောက်တင့်ကတန်ကြက်ကရင်နေနဲ့တန်လန့်ပြင်ဆင်နေကြပါတယ်လို့လည်းလက်ရှိနေပြီးတော့ကစီရင်အခြေအနေကိုပြောဆိုထားပါတယ်စီရင်သတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်တွေကနေပြီးတော့စေယုံကိုအဓိကတာဝန်ယူထားရတဲ့စက္ကခရဲ့တက်လေဆို မိုးကုန်းတွေမှာလည်းတက်အသင့်ပြင်းစုဖွဲ့နေကြပြီးတော့တက်ပတ်ချလည်းဆက်သွယ်မြောင်းတွေကိုလည်းမြေတူးဆက်တွေနဲ့တူဖို့ကခိုင်မာခံစစ်ပြင်းလည်းရှိတယ်လို့လည်းနေပြီးတော့သတင်းရင်းမြစ်တွေကပြောဆိုထားပါတယ်အဲ့ဒါပြင်ဘေးနံတက်တွေဖြစ်တဲ့ကမာရ43နဲ့ကမာရ44တွေကိုလည်းဆက်သွယ်မြောင်းတွေနဲ့ကွန်ရက်ဖွဲ့ပြီးတော့တူဖို့တာကအရေးကြောင်းဆိုလို့ရှိရင်တမမှုပြောင်းမှုတွေပုံခုဖို့အတွက်ကမာရ43အတွင်းမှာကုတ်ကွဲမှုဘန်ကာဆိုပြီးဂရင်ရိတ်ကနဲ့ဆက်သွယ်ဆက်တွေပါအရင်သင့်ပြုတ်ထားတယ်လို့လည်းစီးရီးလေးလာသူတွေကပြောဆိုထားပါတယ်စီရီယံဘိုကြီးစီယံကစကကကြောက်တွင်းမှာလည်း ဲ့အာနာသိန်းစကရဲကအရေးကြီးနိုင်ငံရေးအကျဉ်းသားတချို့ကိုဖမ်းဆီးထိန်းသိမ်းစကြောနေတာတွေအခုထိရှိနေပါသေးတယ်။တရင်ကသိကြပါရတယ်။ဗိုလ်ချုပ်တယောက်ရဲ့ PS ကိုကိုရေးရရှိစီရာရရှိတဲ့တရင်နဲ့ဖြစ်ပါတယ်။ဂျမားဆက်၃လုံးရှိပြီးတော့၃လုံးဖွင့်နေလို့ရှိရင်ပတ်ဝန်းကျင်ကရုံမြင့်တန်ကြားလိုင်းတွေပါတက်တော့ကုန်ပါတယ်။ဂျမန်ရန်ကစကကအနောက်ဘက်ကိုနနက်ကြီးနဲ့၄လုံး၃လုံး၆လန့်ပြစ်ခတ်လေရှိပါတယ်လို့လည်းနေပြည်တော်ကစီရေးအခြေအနေကိုပြောဆိုထားပါတယ်။အခုလက်ရှိစစ်ကောင်းဆောင်မင်းအွန်လိုင်းနေတိုင်းနဲ့နေပတ်ဝန်းကျင်အနီးမှာတော့လုံခြုံရေးအထူးတွင်းမြင့်ထားတယ်လို့လည်းပြောဆိုထားပါတယ်။စစ်ကောင်းဆောင်မင်းအွန်လိုင်းရဲ့အိမ်တောင်တဲမှာ လည်းဘန်ကငါလုံးအခိုင်မာဆောက်လို့ပြည်စည်းသွားပြီဖြစ်ပါတယ်နေပြည်တော်စစ်တမ်းရုံစစ်ရေးဌာနစခန်းရုံနဲ့တိုင်းစစ်ဦးစီးချုပ်ရုံတို့ဖြစ်ပါတယ်အဲ့ဒါတွေကဥပ္ပနာတန်ဒီစီရီနဲ့မလန်မကမှတရှိနေတာလည်းဖြစ်ပါတယ်နောက်အားတွေကတော့စစ်ရုံးချုပ်ကြီးစီမံတို့ပဲဖြစ်ပါတယ်နေပြည်တော်လည်းကန်စစ်ပြည်နေပြည်ဖြစ်ပါကြောင်းပါခင်ဗျစကခ6စစ်စီရင်ကုကံမှုရုံကတော့စစ်ဦးစီးဘုံမှုချုပ်တာဝန်ဟာပူတက်ထမ်းဆောင်နေရတာဖြစ်ပြီးတော့လက်ရှိချိန်မှာတော့ဘုံမှုချုပ်ဇေယဝင်း DSC အပတ်စဉ်43ကတာဝန်ယူထားတာဖြစ်ပါတယ်လို့လည်းနေပြည်တော်ကစစ်ရေးပြင်ဆင်မှုအခြေအနေကိုစီတံဘွေးစီရင်ကပြောဆိုထားပါတယ်အခုလက်ရှိမှာတော့စစ်ကောင်စီရဲ့ထိပ်ပိုင်းစစ် စ်ပိုလ်ချုပ်တွေကတော့သူတို့ရဲ့ဆက်သွယ်ရေးလုံခြုံမှုစနစ်ကိုမတုံးတော့ဘဲနဲ့မတုံးတော့ဘဲ Starlink ကိုပြောင်းလဲတုံးလာပြီးတော့အချင်းချင်းသတင်းချက်လက်တောင်မြုံကြီးရတော့ဒီဖြစ်နေကြပြီလို့လည်းနေပြည်တော်မှာရှိတဲ့စီရေးသတင်းမြစ်ကပြောဆိုထားပါတယ်။စီရေးသတင်းမြစ်တူကစစ်ကောင်စီကသူတို့ရဲ့ဆက်သွယ်ရေးလုံခြုံမှုစနစ်ကိုပုံစံတစ်မျိုးပြောင်းလဲလာပါတယ်။အရင်ကဆိုရင် MH လမ်းကျောက်ဆက်ပေါ်ကနေခေါင်းပေါင်းနဲ့80ကိုင်မဲစကားပြောမဲဆက်ပေါ်တက်ခဲ့ဆိုပြီးလုတ်ကင်ဆောင်ရမ်းကြတယ်။အခုဆိုရင်တော့ပြောင်းပြန်ဖြစ်သွားကြပြီ။ဆက်သွယ်ရေးဆက်ကနေခေါင်းပေါင်းနဲ့80ကိုင်မဲ Starlink ဖွင့်ပြီးလိုင်းမော်တက်ခဲ့ဆိုပြီးဖြစ်သွားကြပြီ။သူတို့အားထားရတဲ့ဆက်သွယ်ရေးဆက်ကတော့မြုံကြီးလို့မြုံကြီးဖြစ်နေပြီးကိုယ့်ရ ည့်ကိုတော်ပြန်လည်နေရတဲ့အခြေအနေကိုရောက်နေပြီလို့လည်းသုံးသပ်ပြောဆိုထားပါတယ်အခုလက်ရှိမှာစစ်ကောင်းဆောင်မင်းအွန်လိုင်းအနေနဲ့တက်တွင်းပုံကံမှုတွေဖြစ်ပြီးအာနာသိန်းခံရမှာစိုးရိမ်နေလို့လည်းသူ့အနီးအနားကဗိုလ်ချုပ်တွေကိုယာလူအပြောင်းလဲတွေပြုလုပ်ထားပါသေးတယ်မင်းအွန်လိုင်းကသူ့ရဲ့လူယုံဖြစ်တဲ့ကျော်စွာလင်းကိုနံပါတ်3တက်ကောင်းဆောင်ပြေယာလူတိုးပေးပြီးတော့ကာကွယ်ရေးဝန်ကြီးနဲ့ကြီးရည်လေးညှိနှိုင်းကုတ်ကဲရမှုတို့ကိုစစ်ဘက်ယာလူကနေဖယ်ရှားကအရက်ဘက်ကိုလည်းပြောင်းရွှေ့ထားပါတယ်မင်းအွန်လိုင်းကလူယုံဖြစ်တဲ့စစ်ဦးစီးချုပ်ကြီးစစ်ဦးစီးကြီးနဲ့စစ်တောက်ချုပ်ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုစစ်တပ်ရဲ့နံပါတ်3စစ်ကောင်းဆောင်ဖြစ်ကြီးရည်လေးညှိနှိုင်းကုတ်ကဲမှုအဖြစ်ကိုယာလူတိုးပေးထားတာပါပြီးတော့ ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်ဆန်းနဲ့ကြီးရဲလေညီနိုင်ကုကဲမှုဗိုလ်ချုပ်ကြီးမော်မော်အေးတို့ကတော့ဝန်ကြီးဖြစ်ပြောင်းရွှေ့ထားပါတယ်ဗိုလ်ချုပ်ကြီးတင်အောင်ဆန်းကတော့စစ်ကောင်စီဝန်ကြီးတို့အကြောင်းဖြစ်ပြောင်းရွှေ့လိုက်ပြီးတော့ညစ်ကုဗိုလ်ချုပ်ကြီးမော်မော်အေးကတော့ကာကွယ်ရေးဝန်ကြီးဖြစ်ပြောင်းရွှေ့ထားပါတယ်စစ်ကောင်းဆောင်မင်းအောင်လည်းအခုလိုလုပ်တာကတော့နောက်ကျောင်းမလုံလို့စစ်ချားတဲ့သူတွေနဲ့အပြောင်းလဲလုပ်တာလို့လည်းစီးရဲလေးလာသူတွေကတော့ပြောဆိုထားပါတယ်စစ်ကောင်းဆောင်မင်းအောင်လည်းကစစ်တပ်တွင်ပုံကံမှုတွေမဖြစ်စေဖို့အတွက်စီနီယာဂျူနီယာအစင်တိုင်းမဟုတ်တော့ဘဲနဲ့သူယုံကြည်စစ်ချားတဲ့သူတွေကိုယာစုနဲ့တာဝန်တွေတိုးမြှင့်ပေးအပ်နေတာကြောင့်ထိတ်တိုင်းစစ်ဗိုလ်ချုပ်တွေအကြမ်းမှာတော့တူးခြားတဲ့မတူညီတဲ့အုပ်စုတွေများစွာဖြစ်ပေါ်နေပြီးတော့အပြိုင်ဆိုင်ဖြစ် ်နေတယ်လို့လည်းနေပြီးတော့တက်တွင်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်သူစစ်ကောင်းဆောင်စိုးဝင်ရဲ့စစ်ဘက်ဆိုင်ရာလုတ်ပိုင်ခွင့်နဲ့ယာရုတာဝန်တချို့ကိုဒုတိယဝန်ကြီးကျော်စောလင်းကိုလွှဲပြောင်းပေးထားတယ်လို့စစ်တပ်ရဲ့အမှတ်သုံးခေါင်းဆောင်ဖြစ်လာတဲ့ကျော်စောလင်းကလည်းစစ်ဘက်ဆိုင်ရာစီမံခန့်ခွဲမှုနဲ့စစ်စင်ရေးတွေကိုမင်းအောင်လိုင်ကတီးတန့်တိုက်ရိုက်အစီရင်ခံနိုင်ဖြစ်တာကြောင့်လည်းသူစစ်ကောင်းဆောင်စိုးဝင်ရဲ့အခန်းကဏ္ဍကိုဖယ်ရှားထားတယ်လို့လည်းသတင်းမြစ်ကပြောဆိုထားပါတယ်အခုနောက်ပိုင်းတချို့ကညှိကော့ကြီးလေညှိနှိုင်းကုကဲရည်မှုဒုတိယဗိုလ်ချုပ်ကြီးကျော်စောလင်းကိုစစ်စင်ရေးနဲ့စစ်ဘက်ဆိုင်ရာစီမံခန့်ခွဲမှုကိစ္စတွေကိုတိုက်ရိုက်ခိုင်းတယ်သူစီကိုပဲတိုက်ရိုက်အစီရင်ခံခိုင်းတယ်သူတချို့ကိုဘာမှပေးမသိ ီးတော့ဘူးတက်ကြုံနဲ့ညှိကုနဲ့တိုက်ရိုက်လုပ်ကြတယ်ညှိကုကဒူးတက်ကြုံတဲ့ပတ်စင်အများကြီးငယ်ပေမဲ့လည်းတက်ကြုံနဲ့တိုက်ရိုက်လုပ်လို့ရတော့ဒူးတက်ကြုံကိုညှိကုကလေးလည်းမလေးစားဘူးရှိတယ်လို့တော့သဘောမထားတော့ဘူးလို့လည်းလက်ရှိနေပြီးတော့စစ်ဘက်ဆိုင်ရာသတင်းရင်းမြစ်တူကသတင်းမီဒီယာကိုပြောဆိုထားပါတယ်မြမစစ်တပ်တင်မှာအရင်ကအာနာရှင်ဟဘုကြုံမူကြီးစောမောင်ကိုသူ့ရဲ့လက်အောက်မှာရှိတဲ့ဒူးတက်ကြုံတန်းရွှေနဲ့အတွင်းရင်မူခင်ညွန့်တို့ပေါင်းကယာဒူးကဖယ်ရှားခဲ့ဘူးလေတာတာရှိနေလို့လည်းခုလက်ရှိစကောင်းတော်မင်းအောင်လိုင်ကသူ့ကိုအောက်ကလူတွေကပူပေါင်းပြီးဖယ်ရှားမှအရန်ကိုပဲစိုးရိမ်နေတယ်လို့နေပြီးတော့သတင်းရင်းမြစ်တွေကပြောဆိုထားပါတယ်အခုလက်ရှိစစ်တပ်အတွင်းနဲ့တပ်ထောက်ခံတွေအကြ ားမှာတော့ဒုတိယစစ်ကောင်းဆောင်စိုးဝင်းအပေါ်လေးစားမှုနဲ့တိုင်းရင်းသားမှုတွေများစွာရှိနေတဲ့ပေါ်မင်းအောင်လိုင်ကအမြဲတမ်းစိုးရင်ကြီးရှိနေပြီလို့ဒုစစ်ကောင်းဆောင်စိုးဝင်းနဲ့အပတ်စဉ်သူတငငယ်ချင်းဒုတိယပုတ်ကြီးစာပြေကိုလည်းမင်းအောင်လိုင်ကပြည်ထောင်ဝင်ကြီးဂျာဒူးကနေဖယ်ရှားကနေဆက်ရေးဝင်ကြီးဖြစ်ပြောင်းရွှေ့ထားပါတယ်လို့လည်းစေလေးတာသူတွေကပြောဆိုထားပါတယ်လက်ရှိမှာပြည်သူကိုဘုံကျဲတိုက်ခတ်နေတဲ့စစ်ကောင်းဆောင်မင်းအောင်လိုင်ကသူနေတဲ့နေပြည်တော်ကိုတော့လေကြောင်းရံတိုက်ခတ်ခံရမှာတော့အထူးပဲစိုးရင်ထိနေနေပါတယ်အခုလည်းနေပြည်တော်ကိုလေကြောင်းရံကာကွယ်မှုတွေတုံ့ပြန်လှုပ်ဆောင်ထားတယ်လို့လည်းစေလေးတာသူတွေကတော့ပြောဆိုထားပါတယ်စစ်ကောင်းဆောင်မင်းအောင်လိုင်တရားဘယ်လိုပဲခက်စစ်ပြင်ဆင်နေကမူတော်လိုင်းတက်တွေနဲ့ န်တိုင်းသာနဲ့နိုင်ငံတက်တီကတော့ဆေးရနာချင်းမြင့်ပြတ်ချင်းမွေးတက်ပွဲတွေကိုအခု2025ခုအနည်းတွေအရှိန်မြင့်နေသွားမယ်လို့ထုတ်ပြန်ပြောဆိုထားပါတယ်တော်လိုင်းတက်ပွဲတွေရဲ့နေပြည်တော်ခီးစဉ်ကတော့မကြခင်ရောက်ရှိလာတော့မယ်လို့လည်းစီးရေးလေးလာသူတွေကတော့ပြောဆိုထားပါတယ်